ငါးသားပို့ပြီးတော့စူးစမ်းခဲ့ရင်ငါးသားပို့ပြီးတော့တခြားအာဘယ်လိုပြောမလဲစီးပွားရေးပဲတစ်ခုလုပ်ခဲ့ရဖြစ်ဖြစ်အကို့အမေကိုအမေဖင်းနဲ့မင်းတို့အထောက်ပံ့လေးတစ်ခုဖြစ်ခဲ့ရင်အမေတို့ဒီလိုမျိုးဖြစ်ရမှာမဟုတ်ဘူးဆိုတဲ့စိတ်ကအငြင်းနဲ့ရှိခဲ့ရင်လည်းဆိုတာရဲ့မင်းလက်တပါမတိမတာပြေလျော့နေလူကြားဆိုရှင်မဝင်မရဲဖြစ်တယ်မသွားရဲဘူးမလာရဲဘူးအဲ့လိုမျိုးစိတ်တွေပေါ့တဖြည်းဖြည်းနဲ့ခုဆိုလို့ရှိရင်အာကိုကိုကိုငါလုံးမဖြစ်မယ်ငါသွားမဖြစ်မယ်ငါစကားတွေလူတွေနဲ့စကားပဲပြောမဖြစ်မယ်အဲ့ဒါမှငါ့ဘဝတိုးတက်မယ်ငါလူချင်းတဲ့နေအောင် ရောက်မယ်ဆိုတဲ့စိတ်နဲ့ကိုကိုကိုအများကြီးအလိုမျိုးပြုပြင်ပြီးတော့တဖြည်းဖြည်းချင်းကြိုးစားပြီးနေနေပါတယ် တဲမဟောအဓိကကတော့เนาะအာအခုကျောင်းလေးတက်နေလို့ပေါ့เนาะ MAB လေးတက်နေရဆိုပညာရေးကိုနည်းနည်းလေးအားဆိုင်နေလို့ပါအဲ့တော့ဟိုအဓိက MAB တက်နေရဆိုတော့နည်းနည်းစာကလည်းကိုကလည်းအလန့်အဝေးနေတယ်လေပြန်ပြီးတက်တာဆိုတော့ဟိုစာရေးလည်းလုံးရတယ်ပြီးတော့အထူးမြန်လုပ်ကလည်းမလုပ်တာမဟုတ်လုပ်လို့မလုပ်မယ်ပေါ့เนาะဒါပေမဲ့လုပ်ဖို့အတွက် plan နည်းနည်းလေးတော့ကြာနေတာပေါ့ဟုတ်ပြီးတော့အဓိကစီးပွားရေးလေးလုပ်ချင်တာလည်းဟိုကိုတွေးထားတဲ့ຢာလေးလည်းရှိရဆိုတော့အေးပညာရေးလေးကိုပို့ပြီးတော့ဖိပြီးတော့လုပ်နေတာပေါ့เนาะ တာပေါ့လို့ရင်းချက်သွားတယ်နော်တက်ရရလားတက်ရရလားလို့နေမှာတော့ကျုံလာတဲ့ lockdown လေးရလဲကိုရင်းချက်သွားတယ်ကိုပြောလို့ရတယ်အင်းမော်တကယ်လို့ဒါအဲ့ lockdown နေမကြုံခဲ့အောင်ဆိုလို့ရှိရင်ကိုကဘာမှမသိရဲ့အာဒီပတ်ဝန်းကျင်လေးမှာပဲပျော်နေရဲ့လူလူလေးကောင်ကောင်မလေးတက်ဖြစ်နေမှာပေါ့နော်အဓိကလည်းအများကြီးလည်းကိုကြော်ဖြတ်ခဲ့ပြီးသွားပြီးကောင်းတာရောဆိုးတာရောပျော်စရာရောစိတ်ညစ်တာရောကြော်ဖြတ်ခဲ့ပြီးသွားပြီးဆိုတော့အခုချိန်မှာတော့အာမပြောသူရင်းချက်လာတာနေမှာပါအရန်တက်ဆိုင်ရောအရင်တော့ဆိုလို့ရှိရင်အရန်ကုကုကိုအားငယ်တက်တယ်အဲ့လို ရိတ်ရောဒီလိုကလူကြားဆိုရှင်မဝင်မရဲဖြစ်တယ်မသွားရဲဘူးမလာရဲဘူးအဲ့လိုမျိုးစိတ်တွေပေါ့တဖြည်းဖြည်းနဲ့ခုဆိုလို့ရှိရင်အာကိုကိုကိုငါလုံးမဖြစ်မယ်ငါသွားမဖြစ်မယ်ငါစကားတွေလူတွေနဲ့စကားတွေပြောမဖြစ်မယ်အဲ့ဒါမှငါ့ဘဝတိုးတက်မယ်ငါလူချင်းတဲ့နေအောင်ရောက်မယ်ဆိုတဲ့စိတ်နဲ့ကိုကိုကိုအများကြီးအဲ့လိုမျိုးပြုတ်ပြင်ပြီးတော့တဖြည်းဖြည်းချင်းတော့စူးစမ်းပြီးနေနေပါတယ်အချို့ຢာကြီးကြတော့လေကိုကနောက်မှနေနေလို့ရှိရင်လေကိုဟိုဒီနေရာကြီးမှာပဲရက်ပြီးကြံခဲ့မှာကြီးကြောက်တယ်ပြီးတော့အဲ့လိုရှင်းမထွက်ရဲတဲ့အဓိကရှင်းမထွက်ရဲတဲ့စိတ်ကိုအဆိုးဆုံးပဲ ညီမကလေအဲ့လိုစကားမပြောရင် introvert အရင်ဖြစ်တာကိုအဲ့စိတ်ကိုတော့ပြင်းပြင်းတော့အကောင်းဆုံးပြုပြင်တာကိုစူးစမ်းနေပါတယ်ဟုတ်ခုအရင်ပေါ့လားနော်ဟုတ်လားကျေးဇူးတင်ပါတယ်မမအရင်တော့ဆိုလို့ရှိရင်ငါးသားပို့ပြီးတော့စူးစမ်းခဲ့ရင်ငါးသားပို့ပြီးတော့တခြား အာဘယ်လိုပြောမလဲစီးပွားရေးပဲတစ်ခုလုပ်ခဲ့ရပြီဖြစ်အခုအမေကိုအမေဖင်းနဲ့မင်းတို့အထောက်ပံ့လေးတစ်ခုဖြစ်ခဲ့ရင်အမေတို့ဒီလိုမျိုးဖြစ်ရမှာမဟုတ်ဘူးဆိုတဲ့စိတ်ကအငြင်းနဲ့ရှိခဲ့တဲ့အရင်တည်းကအဲ့စိတ်ကိုပေါ့နော်အဲ့ဒါကြောင့်မလို့ငါဘယ်လိုစူးစမ်းရမလဲဆိုတဲ့စိတ်နဲ့အခုဆိုလို့ရှိရင်အမေတို့တွေပို့ပြီးအထောက်ပံ့ဖြစ်မဲ့အရာတွေကိုပို့ပြီးလုပ်ဖြစ်တယ်ကိုကိုကိုပို့ပြီးတိုးတက်မဲ့အရာတွေကိုပဲပို့ပြီးဦးစားပေးပြီးလုပ်ဖြစ်ပါတယ်စိတ်ညစ်စရာတွေကိုတိတ်မတွေးတော့ပဲပေါ့နော်အခုလုပ်ချင်တယ်မှာတစ်ခုခုဝယ်ချင်တယ်ဆိုရင်တော့မှအဲ့လိုမျိုးမဝယ်တော့ဘူးအဲဒါလေးကိုအဲတခြားနေရာမှာသုံးလိုက်ဘယ်လိုအဆင်ပြေသွားမလဲငါဒါလေးကို ဟိုကိုကိုအပြော်ဥစားမပေးတော့ဘဲနဲ့တခြားကိုမိပါနဲ့အဲကိုရဲ့ရှေ့ရိုးပဲပို့ပြီးဥစားပေးဖြစ်ပါတယ်ဟုတ် Welcome back Queen Serena Consider us your humble servants ဟုတ်အရင်ကြီးတော့အရင်တော့ဆိုလို့ရှိရင်တော့ကိုအရင်အရင်ပစ္စည်းအရင်မှာအခုဆိုလို့ရှိရင်တော့မှားတော့မှားတယ်ဒါပေမဲ့အဲ့လိုပေါ့တကယ်ကိုတကယ်လိုအပ်လားကိုတကယ်ဒါကိုအတွက်အကျိုးရှိလားကိုတကယ်သုံးမှာလားအဲ့လိုအဲ့လိုမျိုးတွေးပြီးတော့မှာပဲမှားဖြစ်တော့တယ်လိုချင်တာနဲ့လိုအပ်တာကိုဖက်လိုက်တာဟုတ်တယ်ဟုတ်တယ်မှာဟုတ်ဟုတ်တယ်ဟုတ်တယ်မှာအရင်တော့ဒါကိုပြီးတော့အမှုပညာနဲ့စီးပွားရေးတွဲလို့ဖြစ်တယ်ဆိုလို့ရှိရင်အခုလိုမျိုးခက်ခဲကြီးကြုံလာတဲ့အချိန်မှာအာကိုကထောက်ပတ်ဖြစ်သွားမှာအခုကကျအဲ့လိုမဟုတ်ဘူးကိုကလည်းတသက်လုံးဒီဒုပညာရောပဲယူသွက်ခဲ့ရဖြစ်တဲ့အတွက်အဲ့စိတ်ကိုပေါ့နော်အများနဲ့အပြစ် ပြစ်ချီရဲ့စိတ်ကအများနဲ့ဖြစ်ခဲ့ရဖြစ်တဲ့အတွက်အခုလိုမျိုးပေါ့နော်အလိုစီးပွားရေးလုပ်မယ်ဆိုပိုလို့ချင်တယ်ဆိုစိတ်ကပုတ်ဖြစ်သွားတာပါဟုတ်ဟုတ်ကဲ့အခုချိန်ဒီပေါ့နော်ဒီကဆက်ခွေကကောင်မလေးဆိုပြီးအခုချိန်ဒီအမတ်တရားနဲ့ဟိုတတိယပြည်ရဲ့ပြည်သက်တယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်ဆက်ပြီးတော့ကဆက်ခွေလည်းထပ်ပြီးရိုက်ထားတာဖြစ်တဲ့အတွက်ခွင့်လို့ရှိရင်လည်းအားပေးပါအောင်လို့ပြောချင်ပါတယ်